ုန်တာဒီမှာဒီကလေး150ပါဖြစ်နေရှိအောင်နော်ဒီလောဆယ်ရီမှာတော့ရှိတယ်ဆိုင်ငယ်လို့ဖြစ်နေနော်ဒီမှာဆိုင်ငယ်လုတ်လို့မရဘူးဒီမှာနှိပ်မယ်ဆိုရင်ကျွန်တော်ကြည့်မကြည့်ရဲနော်ဒီကောင်နှိပ်မယ်ဆိုတော့မီစင်းလေးလေးနဲ့ဒီမှာ signal ခုံနေဒါပေမဲ့ဒီမှာကျွန်တော်လော့ဖွင့်မှာပေါ့ဒါကလော့ခလုတ်ပေါ့နော်လော့ဖွင့်မယ်ဆိုရင်ဒါမီနီလေးကလင်းပြီးခါရဲပြောက်သွားဟုတ်ဟုတ်ဒါတော့ကျွန်တော်ကအရင်တွေ့ကြုံရပြောရမယ်ဆိုတော့အရင်တတိလက်လို့ဖြစ်ဘူးလေတန်ရှင်းကဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်လော့ချလိုက်တာလော့ချပြီးတော့သူပြန်တော့မယ်ဆိုတော့လော့ဖွင့်လို့မရတော့ဘူး ဒီကောင်းဒီမှာအားနေချက်ကပတိအားနေနေရင်စီးလို့မရဘူးရသေးတယ်ဒါပေမဲ့လောချမိပြီးသွားရင် လောပြန်ဖွင့်လို့မရတော့ဘူးဒီအားနေနေဒီမီးနီလေးအမှန်တကယ်တော့ဒီချက်ပိုလင်းရမယ်လင်းပြီးခက်ချက်ချက်လင်းရမယ်ခုကတစ်ချက်ပြီးပြန်ပြောက်သွားတယ်ချက်ကြည့်တာမယ်ဒီချက်လေးမြင်အောင်ကြည့်တာမယ်ပြောက်သွားမှာတော့ဟုတ်ကဲ့ဒီရက်တခဲအားနေနေအဲ့ဒါကလောမချမိဘာမှမဖြစ်ဘူးလောချမိသွားရင်အခုလိုဖြစ်တယ်နော်အဝေးတနေရသွားရဆိုရင်တို့ကမန်တကယ်တော့ဒီမတိုင်ခင်မှာလဲဒီတက်ဒီမမှုတခဲအားနေနေရအောင်တိုင်ခွက်မှာချက်ပြတယ်နော် အခုတည်းမှာအဲဒီကောင်ကအခုဒါအားနေနေလို့ဘယ်လိုမှဖွင့်မရဘူးเนาะတန်ရှင်ကတော့ဒါအတိတ်ကငါးသွားပြီးတော့အဲ့လိုဖြစ်လာလို့ပြောပါဘောเนาะအဲ့တော့လော့ချလိုက်လို့ပြန်ဖွင့်လို့မရတော့အခုဒါတခဲအားနေတာတခဲလေးတယ်တော့ပြီးသွားမှာဒါပေမဲ့တခဲအားနေချောင်းဝင်လေဒီမှာတော့ဖွင့်ပြီးရင်ဒီတော်မီလေးခုံပြီးပြတော်တော်သုံးနေတုန်းကကူကပြပြီးမှာအဲ့ဒါကိုသတိမထားမိမှလည်းဆက်သုံးနေပြီးမှအဲ့အဲ့တကြောက်ကငှားသွားပြီးလော့ချမိပုံတွေ့ရတယ်လော့ချပြီးပြန်ဖွင့်လို့မရဟုတ်ဟောဒီကောင်ကကိုတော့တခဲအစားထိုးပြီးတော့ ်လောက်ဖွင့်လိုက်မယ်အဲ့ဒါဆိုရသွားမယ်ပြီးရင်ဒီတက်ခဲကိုပြန်တဲ့ပြန်ဆန်းရင်အဲ့ဒီအားနည်းချောင်းကိုပြပြီးလောစီတော့ဒါတက်ခဲလေးမှဖွင့်တော့မှာလောစီဒီမှာပါဝါဖွင့်လို့မရတော့ဘူးလောစီစံဖြစ်နေတာဒီမှာလည်းသူကအနီရောင်မီလေးလင်းနေမကြည့်လင်းတွေ့လားဟုတ်နော်ဒါကနော်စမကီဒါတတိပေးစနစ်ပေါ့သူကလော့ကြနေဆိုအဲ့တော့ငါတို့ကသူကလုံမယ်ဆိုရင်ဒါအော်လာပြီအဲ့ဒါဆိုအခုသူကမသူအော်နေရကိုကသူကဒီနားမှာရှိနေတဲ့ဒီဇိုင်းရယ်တန်ရှင်းမဟုတ်ဘူးပေါ့ ါတော့ပန်းချင်မဟုတ်ဘူးဆိုတော့မြို့ကို तू မသိတော့ဘူးဒီမှာအားနေနေတော့သူ့ကိုပြန်ပြီးတော့ connection လုပ်လို့မရဘူးဖြစ်နေပါဝါဖွင့်လို့မရဘူးဖြစ်နေရတော့နေလို့ရတယ်ပြောစရာရှိရပေါ့ဟုတ်ကဲ့ဒီမှာအားကုန်သွားတာမဟုတ်ဘူးဒါတစ်ချက်နေပဲလုံလို့တယ်ဒါပေမဲ့ပါဝါဖွင့်ဖို့တဲ့ तू ကကြာကြာနေထားရမှာဆိုတော့လုံမလုံနေဘောပေါ့လားမင်းတို့ဘာလို့အားနေနေကွာဟွန်တီလို့မရဘူးလားရတယ်ဆက်တဲ့ဆွေးဆိုမရနိုင်ဘူးမရတော့ तू ကဒီကောင်တစ်ချက်နေတာဟွန်တီတယ်လို့ပဲတစ်ချက်လေးပဲပြီးသွားပြီဒါပေမဲ့ပါဝါဖွင့်ဖို့ဆိုရင်နည်းနည်းလေးစက္ကန့်နဲ့ကြာအောင်နေထား၃စက္ကန့်လောက်၄စက္ကန့်နေထား အဲ့တွေအားမလုံတော့ဘူးပြက်ချသွားတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်အခုတကားဒီကောင်ဖြုတ်ပြီးခိုင်တိုင်းကြီးတကယ်တိုင်းကြီးနော်အော်နေကြောက်လိုက်ကြောက်လိုက်တာရမှုတက်ခဲလေးဟုတ်ကဲ့အဲတက်ခဲလေးလို့ရပြီဒီတက်ခဲကိုကျင်တာဘူဝါတစ်ချက်တိုင်းကြီးအောင်ဒါကပုံမှန်စင်တော့ဒါသတိဖို့တက်ခဲအားပြည့်နေတော့သတိဖို့ထက်အကျော်ရအောင်ပါအခုဗရမိုးရှိတယ်ကြက်ကြည့်ကြပါနော်ဒီဘက်မှာတစ်ချက်တိုင်းပဲဒီဘက်မှာတစ်ချက်တိုင်းပဲအဲနှစ်ဖို့နဲ့ကိုတော့ရှိတယ်အဲပုံမှန်အားကောင်းနေတယ်တကယ်ကိုသုံးဖို့ကျော်ဟုတ်အဲပုံမှန်ကတော့ဆနှစ်ဖို့ပတိကိုဆက်သုံးဖို့ဆက်လေးဖို့ရှိတယ်လို့ပေါ့နော် အနှဘိုးကျော်ရှိတယ်ဒါပေမဲ့ तू ကတကယ်တုံးတဲ့ချိန်မှာခဏပေါဝါကိုမဖွင့်နိုင်မနဲ့အာပြက်ကြသွားတယ်ဒါကတော့အပေါင်းတို့မှလို့ဒီမှာပြနော်အဲ့တော့ဒီကဒီတော့နောက်ကအပေါင်းရှိကနှုတ်ပေါ့ဆက်နှဘိုးကျော်တော့ရှိတယ်ဒါပေမဲ့တကယ်တုံးပြီးတဲ့ချိန်မှာတကယ်ကအာမလောက်နိုင်နော်အခုတကယ်တော့ပြန်ဆက်ကြည့်နော်ကျွန်တော်ဒီမှာတခဲလေးဝေလာနော်တခဲလေးတစ်ချက်အစ်ကိုအောက်တိုင်းပဲတိုင်းပြီးအစ်ထည့်ပြီးကျွန်တော်တခဲဆန်းပြဆန်းကြည့်အောင်နော်အားလုံးတို့လေးလာရအောင်ကျွန်တော်ကျွန်တော်အစ်ကိုပြန်တိုင်းကြည့်မယ်နော် အတိမှာ3.3ခုရှိရပေါ့နော်အဲဘိုးအားတဲ့ကိုသူကတောင်းခံနိုင်မှုပေါ့နော်အတိကတော့တောင်းခံနိုင်မှာပေါ့ဘောင်းကကျတော့အားမရှိတော့မတောင်းနိုင်ဘူးနော်ဘိုးကလည်းကွာနော်3.3ခုကျော်ရှိတယ်အဲ့တော့ထည့်မယ်နော်ထည့်တော့အကိုတို့ဒီမှာလက္ခဏာတွေကိုကြည့်မယ်နော်ဒီမှာကတော့နောက်ကအပေါင်းနော်ဒီမှာအပေါင်းလို့ပြထားတာဒီဘက်မှာပြထားနော်ဟုတ်ဒီဘက်ကိုထည့်မယ်မထည့်ပြီးတော့ခဏကအဲပုံစံလေးနဲ့ပြန်အုပ်လိုက်မယ်အတူရတိုင်းနော်ဒီပြေကြအနှုတ်ယူမှာနော်ဒီအနှုတ်ယူမှာတော့တက်တက်လေးအုပ်လိုက်ရုံနဲ့နော်သူကဘာမှမစွဲမထားဘူးနော်ကလစ်နဲ့ပဲနော် နှက်မပါဘူးကလစ်နဲ့ပဲအဲကလစ်နဲ့မှသူတို့ရေလုံအောင် rubber နဲ့ချာတော့လှုပ်ထားတယ်နော်ဟုတ်ကဲ့ရေလုံအောင်ဆိုမဲ့လည်းရေထဲချဖို့တော့မဟုတ်ဘူးနော်ဟုတ်မိုးရီပိုင်းညလုံတယ်အချို့ကရေလုံနေဆိုရေစိမ့်ဆန်းကြီးညကြီးတယ်เนาะအဲ့လိုမျိုးတော့မလုပ်သင့်ပါဘူးအဲ့တော့ဒီမှာအခုတို့ဒါပြန်ဆန်းမယ်မီးလေးကိုတစ်ခါကြည့်အောင်ခုနအတိုင်းမယ်เนาะခုနမီးလေးဒီမှာကြည့်မယ်เนาะမီးလေးနဲ့ထားကြည့်မယ်ညကြည့်ထားမယ်ဟုတ်လားဟုတ်တယ်ဟာမီးစိမ့်လာခဲ့ပြီအဲ့တော့ဒီနှိပ်မယ်တာပါပြီတာပါပြီဟုတ်တယ်ဟုတ်လားဟုတ်တယ် ဟုတ်ပြီသမှုတက်ခဲအားနေတာကမိတ်ဆွေညီကူတို့ကိုလမ်းမှာအခက်အခဲတွေ့စီပါလိမ့်မယ်အခုတော့ဒီမှာရမှုတက်ခဲလည်းကောင်းသွားပြီဆိုတော့ဒီမှာပြန်ပြီးတော့မပြတော့နော်မပြတော့ဘူးဒါပေမဲ့ခုနကရမှုတက်ခဲအအောင်ကိုဒီမှာပြန်ထည့်ပြီးတော့လုံးမချထားရင်တော့ခွင်းလို့ရတယ်ခွင်းတဲ့ချိန်မှာဒီမှာမီးခုန်လိမ့်မယ်အခုတော့ဒီဟာခဏနာဖွင့်လိုက်တယ်လည်းမလို့ရှင်လို့ပြန်မဆန့်ပြတော့နောက်ကြိုရင်ထပ်ဆန့်ပြပေးမယ်ဟုတ်ကဲ့နော်အားနေနေချိန်မှာတော့ဖွင့်လိုက်ပြီဆိုရင်အခုတော့အခုပြန်ပိတ်မယ်ဒါပိတ်တာလောချတာပေါ့နော်ပြန်ရင်လုံးမချတော့ဒါပိတ်ပဲပိတ်တာ အဲ့ဒီကနေခုနမီနီလေးဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်လောချတာခေါ်တာပေါ့ဟုတ်နော်အခုကဒီရမူကလောမချဘူးဆိုရင်ဒီရမူကဒီနားပတ်ချလဲမှာ3ပေလောက်မှာရှိနေ6ပေလောက်မှာရှိနေသေးတယ်ဒါနဲ့ရင်ပွင့်နေဦးမှာဟုတ်အဲ့ဒီရမူကလူထဲမှာထည့်တာပြီးကိုကညမှာကိုပဲလက်ထိုင်နေရဲအာယုံဟိုမှာရနေဆိုရင်ဆိုင်ငယ်ပါသွားနိုင်တယ်ဟုတ်အဲ့လိုမျိုးကျန်တော့လောချရမှာပေါ့ဟုတ်နော်ဆိုင်ငယ်ဒီမှာထားခဲ့မယ်နော်ခဝေးသွားမယ်ဆိုရင်လောမချလဲရတယ်ဆက်တော့ခတ်ပြီးတော့အလန်းနေထိုင်နေရပြီနော်လောချတာတော့မကောင်းလားကောင်းတယ်ခုနပတိအားနေချိန်မှာဒုက္ခပေးနိုင်တယ်ပုံမှန်ဆိုတော့အခုတို့ဒါလောက်ခွင့်လိုက်မယ်ကောင်ဖွင့်လိုက်မယ် နော်ဖွင့်လိုက်ပြီးရင်ဒီကောင်အားနေနေကြောင်းကိုဒီခဏတော်မီလေးကငါးချက်ခုန်ပြီးပြန်တော့ဒါပေမဲ့အခုကတော့အားအစ်စ်ဖြစ်သွားပြီဆိုတော့မခုန်တော့ဘူးပုံမှန်ငါကခုန်နေလိမ့်မယ်ဟုတ်အဲ့ခုန်နေရတော့ तू ကဒီကလောချမိသွားရဲ့ချင်းပြန်ဖွင့်လို့မရတော့နော်အဲ့ဆိုမိတ်ဆွေညီကူများကျွန်တော်ဒီမီလေးခုန်နေတတိထားပါတခဲလေးပြပါလောချမိသွားရင်နေရာတစ်ခုမှာဇက်တော်ကြီးနဲ့ရွှေမြရဒုက္ခရောက်ပါလိမ့်မယ်နော်ဟုတ်အချို့ဇက်တော်ကြီးနဲ့တသုံးမင်းပေါ်တင်လာတာကြုံဘူးလေဟုတ်အကောင်းမဲတဲ့လောချလိုက်တာပြီးတော့သွားမယ်ဆိုပြန်ဖွင့်မရတော့ဘူးအားနေနေရောပြန်လောဖွင့်ခွင့်မရတော့လောဖွင့်မှုတဲ့အားကပတိကတောက်မခံနိုင်တော့ ကိုယ့်ရဲ့သဘောပေါ့နော်ဟုတ်ပါတယ်တစ်ချက်လဲနေတာတော့လာတယ်လောပွင့်မှုတဲ့နည်းနည်းစက္ကန့်ကြာကြာနှိပ်ထားရတယ်အဲ့လောက်ထိတော့အာမတောင်းနိုင်ဘူးအဲ့တော့လောမပွင့်တော့နော်ဒါဆိုတော့ဒီဘိန်းလေးရပြီးသွားပါပြီတကယ်အားနေရနေတော့ဒါအခက်အခဲဖြစ်လာပါဘောနော်โอเคကျေးဇူးပါ